ျမ်းမာတယ်ပေါ့နော်ဒီသတင်းကြော့အခါမြင်သတင်းကြော့အချိန်လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ပေါ့နော်မူရီဒင်လေးပေါ့ဒီနေ့လုပ်ပေးမယ့်ရီဒင်လေးကတော့သတင်းကြော့မှာပေါ့နော်ဒီသတင်းကြော့အတွင်းမှာဖူမောကာလာဒီမှာပေါ့နော်ဘာကြီးကြောင့်လားဘူးရှိလဲပြီးတော့အဆောက်အအုံတွေစီကနေပြီးတော့ เนาะ pleasant message လေးတွေပေါ့မိုးရဲ့ဆောက်ရှောက်တွေဆီကနေ pleasant message လေးတွေဘာတွေသိခွင့်ရမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပေါ့เนาะ reading လေးလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့ကတော့ဗောနော်ဖိုင်လေးရွေးတာမျိုးတော့မဟုတ်ဘူးအဲခန်တယ်လေးနဲ့ပဲဗောနော်ဖျောင်းနိုင်လေးနဲ့ပဲဖတ်ပြီးတော့มาဖြစ်ပါတယ်အားလုံးစိတ်ကလေးဗောနော် relax လေးလုပ်ပြီးတော့နားထောင်ရပါတယ် collective reading လေးပဲဖြစ်ပါတယ် မွေကလတဲ့သမားလေးအတွက်ပေါ့နော်ဒီကာလအတွက်မှာပေါ့ဒီတရင်ကျုပ်ကာလအတွက်မှာအဆောက်အအုံတွေစီကနေပြီးတော့ဘာပြောချင်တာရှိလဲပေါ့နော် ဒီကာလတွေအတွဲမှာဥပောင်းမြင်လဲဆိုတော့ဘောနော်ဒီသင်္ဃပြားလေးတွေကိုမြင်တယ်เนาะသင်္ဃပြားလေးတွေအဲ့တော့ဘလူโอเคဒီသင်္ဃပြားလေးတွေကဘာကြီးညှောလဲဆိုတော့ဘောနော်တော်တော်များများလीเนาะဒီငွေကြီးနဲ့ပတ်သက်ပြီးတော့เนาะဟို ငွေကြေးသုံးဆွဲမှုငွေတွေအရင် flow ဖြစ်မယ်ပေါ့နော်အဲ့လိုဝင်မယ်ထွက်မယ်အဲ့လိုဝင်တိုင်းလည်းအရင်ထွက်ဝင်မယ်ထွက်တိုင်းလည်းအရင်ထွက်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်ချို့သူတွေတရံကောင်းတစ်ခုကြားလိမ့်မယ်ပေါ့နော်အဲ့တရံကောင်းကဘာနဲ့ပတ်သက်လဲဆိုတော့ပေါ့နော်အဲ့ဒီအလုတ်အကိုင်းနဲ့ပတ်သက်တယ်နော်အလုတ်အကိုင်းနဲ့ပတ်သက်တယ်လုပ်ငန်းဝင်ထဲမှာဖြစ်စေအဲ့ တဘောင်းဖို့လို့ရှိရင်လည်းအပြည့်မှဖြစ်စေပေါ့နော်ဒီသတင်းကောင်းတစ်ခုကြားဖို့ရှိပါတယ် ကိုလုပ်တဲ့အလုပ်တစ်ခုခုပေါ့နော်လို့ချီးမောနာမျိုးပေါ့နော်ချီးကျူးတာမျိုးလေအဲကိုကိုပေါ့ appreciate လုပ်တာမျိုးပေါ့နော်လူကုန်ယူစရာကောင်းတဲ့ကိုအလုပ်တစ်ခုလုပ်ထားရဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ချီးမောနာခံရလိမ့်မယ်လူတွေရဲ့ကုန်ယူမှုပေါ့နော်ဘယ်လိုမျိုးခံရလိမ့်မယ် ိမ်မက်တရားနေမိတော့ဘောเนาะအလိုကိုရဲ့ဒီဆုံးသွားတဲ့သူတွေเนาะအလိုမျိုးကိုအရင်ချက်တဲ့သူလာပြီးတော့ဆက်သွေးလိုက်မယ်เนาะ ချို့သူတွေဒီဒူးကောင်းတို့ဘောနော်ဒီခါတို့နာတဲ့အားဖြစ်တယ်နော်တတိထားမယ်လူချမ်းမကြီးနဲ့ပတ်သက်ပြီးတော့ ရှင်ငွေယရနာတွေလောဘယရနာပစ္စည်းတွေဝယ်ပြတာမျိုးရလာတာမျိုးရှိလိမ့်မယ်တံမူကြီးရဲ့ပစ္စည်းတွေပေါ့နော်တံမူကြီးရဲ့သုံးဆောင်ပစ္စည်းတွေတံမူကြီးရဲ့လိုမျိုးပေါ့နော်ဒီ branded တွေပြီးရခါမှာသုံးဆောင်နေပေါ့နော်အဲ့လိုမျိုးဝယ်ပြလိမ့်မယ်ရလာလိမ့်မယ် ကျုပ်သူရင်းမထမဖင်းနဲ့သင်္နန်းတို့ချောင်းတို့ကိုကူတာတတဲ့မရှိရွယ်ပဲနဲ့ပေါ့နော် ချို့လူတွေအတွက်ကတော့ဘောနော်ဒီရက်ပိုင်းနေမှာနည်းနည်းစိတ်ရှုပ်ထွေးစရာတွေကိစ္စရည်လေးတွေရှိနေမှာเนาะကိုယ့်ရဲ့စိတ်ကိုတတ်နိုင်ဆုံးဘောနော်ဟိုအကောင်းမြင်တဲ့စိတ်ဒါမှမဟုတ်တော့မကိုယ့်ရဲ့စိတ်ကိုအတတ်နိုင်ဆုံးကိုယ့်ရဲ့စိတ်စိတ်ပိုင်းဆိုင်ရာတွေမှာလေတူတက်ဖို့အတွက်ကိုယ့်ရဲ့ဘဝတန်လန်းအတွက်အလိုတူတက်လန်းအချားရာတွေအာရုံစိုက်နေရမှာเนาะစိတ်ညစ်စရာတွေအာရုံမစိုက်ပါနဲ့တဲ့ မထင်ထားတဲ့ဖုန်းကောတွေရောက်လာတတ်တယ်။ကိုယ်နဲ့အလိုမျိုးပေါ့နော်အဆက်အသွယ်ပြတ်နေတဲ့အလိုမျိုးပေါ့မိတ်ဆွေဟောင်းတကယ်ချင်းဟောင်းနေကိုယ်ပြန်လာပြီးဆက်တွေ့ရမယ်နော်။အမေဆွေအားတကယ်တမ်းဟောင်းနေနေစုံစည်းရတာမျိုးနော်တွေးဆောင်ရမှာရှိလိမ့်မယ် ပြန်လဲဆောင်စည်းတာမျိုးเนาะမိတ်ဆွေဟောတနေနေဟောနော် ဇပင်နဲ့ပတ်သက်တဲ့အမျိုးသမီးဇပင်ရှိရှိနဲ့အမျိုးသမီးတို့နော်ဇပင်ရှိရှိနဲ့အရင်ဇပင်ပိုင်းဆိုင်ရာမှာတားလှပါတဲ့အမျိုးသမီးတို့နဲ့ပတ်သက်တယ်ပေါ့နော်အဲခုနှစ်ရှင်တစ်ခုရှိတယ်ပေါ့နော်ချိုးသူတို့ချိုးသူတွေဆိုလို့ရှိရင်ချစ်သူဖြစ်နိုင်တယ်ချိုးသူတွေဆိုလို့ရှိရင်တော့ဘလိုမျိုးဖြစ်နိုင်လဲဆိုတော့ပေါ့နော်ကိုကိုရဲ့အင်းမိသားစုဝင်နေတယ်ပေါ့နော်အဲ့လိုဇပင် ထလာနေနေအမင်းရှိရှိနေအလိုမျိုးပေါ့နော်သူတယောက်ကပေါ့နော်အလိုမျိုးပေါ့ကိုလာပြီးတော့လက်ဆောင်လိုမျိုးပေါ့နော်အဲ့ဒါတစ်ခုပေးလိုက်မယ်နော် အမျိုးသားတွေဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးစီရလက်ဆောင်ရရမရတခုခုပေါ့မေတ္တာနဲ့ပတ်သက်တဲ့ရတခုခုပေါ့နော်ရလိမ့်မယ် မထင်နာတယ်ကို့အတွက်အကျိုးတစ်ခုခုပေါ့နော်အလိုမလိုလာဟိုမျောလင့်ပြီးမလုပ်ထားတယ်လုပ်လုပ်တော့လုပ်ပြီးလိုက်တယ်ဒါပေမဲ့ကို့အကျိုးအတွက်မမျောလင့်မဲနေပေါ့နော်လုပ်ပြီးလိုက်တဲ့အလုပ်တစ်ခုကနေပြီးတော့ reset ကိုရလိမ့်မယ်နော်အလိုမျိုးပေါ့ဟိုကိုကစေတနာနဲ့လုပ်ပြီးလိုက်တယ်စေတနာထားပြောပြီးလိုက်တယ်အဲ့ဒီရနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကောင်းမွန်တဲ့ရလက်ခုပေါ့နော်ရလက်ခုရဖို့ရှိပါတယ် ချို့သူတွေအတွက်ကောပေါ့နော်ဘဝအတွက်အလိုမျိုးပေါ့ transformation ပေါ့အပြောင်းလဲဒီကာလရဲ့မှာရှိနေနော်ပြောင်းလဲကာလရဲ့မှာရှိနေတယ်ပြီးတဲ့အခါမှာဘဝရဲ့သင်္ကန်းသားတွေပေါ့နော်သင်္ကန်းသားတွေ transformation ကိုခံယူနေရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဆိုလို့ရှိရင်လည်းတော်တော်ကြိုးစားအားထုတ်ပြီးတော့ပေါ့နော်ကိုကိုအကောင်းဆုံးဖြစ်အောင်နေနေတဲ့သူတွေပါလိမ့်မယ်ပေါ့နော်ဒါတော့ ခံတယ်နဲ့တက်တက်ပြီးတော့เนาะအဲ့တော့မိုးရဲ့ဒီခေါ်လက်တက်သမားလေးတွေကိုဒီတရင်ကြီးကားပြင်းနေဒီကာလာနေပါเนาะဘာကြီးကျွန်တော်ဘူးရှိမတကယ်လို့ဒီ reading ကိုနားထောင်နေတဲ့အချိန်မှာတရင်ကြီးကားလို့ဟိုဆိုလို့ရှင်းတယ်ပေါ့เนาะအဲ့တော့ကို9ရက်ပေါ့เนาะ9ရက်9ရက်အတွင်းမှာကျုံးဝင်ပါတယ်အစားရှောက်တွေစီက ငွေခေါ်တဲ့တူမလေးကိုဗာပြောချင်ဘူး။ဗာပြောပေးချင်တာရှိလို့။နော်ကံကောင်းနေနဲ့ရောက်လာလိမ့်မယ်တဲ့။နံပါတ်9เนาะ။ကံကောင်းနေနဲ့တော့ရောက်လာနိုင်တယ်။ဒါပေမဲ့မတ်ပေါ်တော့ဗာလဲဆိုတော့ဟိုဘောကိုယ့်ရဲ့အဲဤကိုပေါ့နော်။ အတတရားတွေပေါ့အတာတွေဒေါသတွေမာနတွေကိုရှည်တန်းတင်မိနေတဲ့ကာလတွေပေါ့နော်အဲ့လိုရှည်တန်းတင်မိတဲ့အတွက်ကြောင့်မို့လို့နော်အဲ့တော့ဟိုမဆုံးရှုံးတဲ့အရာတွေဆုံးရှုံးရမယ့်ကာလဖြစ်တဲ့တဲ့ဖြစ်နေလိမ့်မယ်ပြီးတဲ့အခါကျတော့ကိုယ်ကိုလာပြီးတော့ပေါ့နော်အဲ့ဒီအရာတွေကြောင့်မို့လို့အဲ့လိုမျိုးဖြစ်နေတဲ့အရာတွေကြောင့်မို့လို့ပေါ့နော်အဲအများကြီးပုံမှန်အဲကိုယ့်ရဲ့အတွင်းထဲကနေစိတ်နှလုံးသားထဲကနေပြီးတော့ ဆွဲပြီးတော့လေကိုယ်နိုးထအောင်လို့ဒီကိုကနိုးထပေးလိုက်တယ်ဆိုရယ် energy ကိုရတယ်เนาะပြီးတော့ကိုကဘောနော်လို့ higher vibration နေနေလဲချိတ်ဆက်နေလိမ့်မယ်ကိုကောင်းမွန်နေဘောနော်နှကောင်းနှမြတ်တွေလာပြီးတော့ချိတ်ဆက်နေတာမျိုးတွေရှိတယ်ပြီးတော့ကုတုကောင်းမွန်တွေလှုပ်ဖြစ်နေတာမျိုးအများကြီးဘောနော်ဒီဟိုဟိုအဲ့လိုမျိုးပေါ့ပြီးရခါမှာပေါ့အဲအစားရှောက်တွေစီကပါပြောချင်လဲဆိုတော့ဘောနော် မေတ္တာတရားเนาะချို့သူတွေတို့ကလေအဲကိုယ်လာရေးချစ်ခွင့်ပန်တာမျိုးကိုယ်လာရေးသဘောကျတာမျိုးကိုယ့်ရဲ့စုံမိန်နဲ့စုံစည်းရတာမျိုးเนาะဒီလိုကိစ္စတွေကြုံရလိမ့်မယ်ပြီးတော့မေတ္တာတရားကိုရှည်ရန်တက်มาတယ်เนาะပျော်ရွှင်မှုကနောက်ကလိုက်လာလိမ့်မယ်တဲ့အဲဒီ message ကိုပေးတယ်ပြီးတဲ့အခါကျတော့ဘောเนาะအဲကိုယ်နဲ့ စိတ်သဘောထားချင်းတိုက်ဆိုင်နေစိတ်ချင်းနှီးစက်တယ်ဆိုတဲ့သူတွေကိုယ်အနာကိုရောက်လာလိမ့်မယ်တဲ့နော်အဲ့တော့အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ vibration ကလည်းမြင့်နေလိမ့်မယ်ကိုယ့်ကိုယ်ကိုလည်းစိတ်ပိုင်းဆိုင်ရာအရာပေါ့နော်ဒီတိုးတက်တဲ့အရာတွေအများကြီးဖြစ်နေလိမ့်မယ်တဲ့နောက်တစ်ခုကကျတော့ပြောင်းလဲမှုအဲကောင်းတဲ့ဘက်ကနေပြောင်းလဲခြင်းနေပြောင်းလဲလာဖို့ရှိတယ် ိုယ့်ရဲ့ပတ်ဝန်းကျင်မှာ drama alert ဆိုတာဘာလို့ပြောလဲဆိုတော့ဘောနော်အဲကိုကိုရိုင်းကကိုကိုကိုဘောနော်ဒီ drama တွေဖြစ်နေရမျိုးဘောနော် drama တွေဆိုတာဘယ်လိုမျိုးပြောရလဲဆိုတော့ဘောနော် မြင်သမျှကြားသမျှတွေအကုန်လုံးမယုံမှုအတွက်အဆောက်ရှောက်တွေက message ပေးနေတယ်။အချို့အရာတွေကလူတွေကလှည့်စားထားတာဖြစ်ဖြစ်စေလူတွေရဲ့စကားလုံးတွေအပြုအမူတွေကကိုယ်လှည့်စားထားတာတွေအများကြီးရှိတယ်ပေါ့နော်။အဲ့ဒီလှည့်စားမှုတွေရောက်ကနေမြ мян ထွက်ခွာလိမ့်မယ်ပေါ့နော်။မထွက်ခွာလို့ရှိရင်ဒီ drama တွေကြားထဲမှာပဲပိတ်မိပြီးပုံသွားမှာပေါ့နော်။ရောက်ပိုပြီးကောင်းမွန်တဲ့ 5တခုရဖို့အတွက်ပေါ့နော်နေနေခံနေလိမ့်မယ်တဲ့နော်ပြီးရခါကြတော့ဘောနော်ဘယ်ရောက်ပဲမဆိုဘောအဲ့တော့ကိုယ့်ရဲ့ source ကကိုယ့်ရဲ့စိတ်နှလုံးသားထဲကနေမျိုး ခေါ်ဆောင်နေတဲ့အရာကိုပဲလုပ်ပါတယ်เนาะအဲ့တော့အခြား drama တွေလူတွေပြည့်ခါမှာဒီလိုမျိုးပေါ့မဟုတ်လို့ Facebook တို့ပေါ်မှာလည်းအချို့တွေစကားတွေမျက်ရည်နေဖြစ်အဲ့ဒီဟာမျိုးတွေပြင်သူများတွေရဲ့ drama တွေပြီးကုမီသားစုဝင်နေအဲ့ drama တွေကြားထဲမှာ ဟိုဘောနော်မနေပါနဲ့တဲ့နော်မနေပါနဲ့တဲ့အဲ့တော့အပြောင်းလဲတစ်ခုကတော့ကြီးကြီးမားမားဖြစ်လိမ့်မယ်တဲ့နော်ကိုချင်ရတဲ့သူတို့ဥပါနေပြီးတော့ကိုကောင်းမွန်တဲ့မေတ္တာတရားတွေလက်ဆောင်တွေကောင်းမွန်တဲ့ရာပေးလိမ့်မယ်နော်အဲ့တော့ကိုချင်ရတဲ့ဘာဖြစ်ကိုပုံမကျင်နေတဲ့အနေနဲ့အဲ့လိုအရာတွေရဖို့ရှိတယ်တဲ့နော်ကိုကိုရဟာဆပ်ကပေါ့နော်အဲမြန်မာရဲ့ကိုရဲ့စိတ်နှလုံးကိုပြန်ခေါ်နေတဲ့နောက်ကိုပဲတိုက်ပါတဲ့

အမှန်လို့မယူဆပါနဲ့တဲ့နော်အဲ့တော့ဘယ်လိုကိစ္စတွေမျိုးပဲကြုံလာပါစေတဲ့မေတ္တာတရားကိုပဲရွေးချယ်ပါတယ်နော်အဲ့ချစ်ချင်းမေတ္တာတရားကိုပဲရွေးချယ်ပြီးတော့ကိုထင်နေတဲ့အရာတွေမြင်နေတဲ့အရာတွေကိုရဲ့ဘောနော်အပေါ်ရန်မို့အပေါ်ရန်ထင်နေမြင်နေတဲ့အရာတွေတော့ကိုမလိုက်ပဲနဲ့တဲ့မေတ္တာတရားတော့ကိုလိုက်ပါတဲ့နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဘောနော်ဒီအင်း လူတွေကိုလောကကြီးကိုမြင်တဲ့အမြင်လူတွေကိုမြင်တဲ့အမြင်ပြောင်းလဲတော့ဖို့ရှိပါတယ်တဲ့နော်ပြီးတော့ကြောက်စိတ်တွေပေါ့နော်အဲတော့ဘာကြောက်နေရလဲဆိုတော့ကိုယ့်ကိုပြန်မိပါတဲ့အဲတော့တခုခုဆိုလို့ရှင်ကိုယ့်စိတ်ထဲမှာဘယ်အရာကိုအကြောက်ဆုံးဖြစ်နေရလဲပေါ့နော်အဲတော့ဘယ်အရာကိုကြောက်ဆုံးလဲဆိုတဲ့အရာပေါ့နော်ဒီနေ့ကနေတခုခုကိုကြောက်လို့မလုပ်ဖြစ်တဲ့အရာတွေရှိလိမ့်မယ်အဲ့ဒါတွေကို nhiều như chơi muốn nhiều chị bà đấy nó ဒီမှာဆိုရင်မေတ္တာတရားကိုပွားများခိုင်းနေပါတော့။အဲ့တော့ခုတလောအတွင်းမှာတကယ်လို့မူရဲ့ဒီခလတ်တက်တမလေးတွေကဒီမေတ္တာနဲ့ပတ်သက်ပြီးပွားများတာမျိုးမေတ္တာနဲ့ပတ်သက်ပြီး love နဲ့ပတ်သက်တဲ့ meditation လေးလုပ်တာမျိုးเนาะလူတွေကိုမေတ္တာပွားတာပွားပေးတာမျိုးပေါ့เนาะဒီလိုမျိုးလေးတွေလုပ်ပေးပါเนาะအဲ့တော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရာကိုစိတ်ဝိညာဉ်ပိုင်းဆိုင်ရာအရာကိုခံနာပါဘူးเนาะအားလုံး တိုးတက်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်တဲ့နော်ဒီ message ကိုပေးပါရဲအားလုံးကျေးဇူးတင်ပါတယ်အဲမောဆူတောင်းပေးပါရဲနော်အားလုံးလည်းအဲဒီ train ကြောက်ခါတဲ့တမရမှာပေါ့နော်အားလုံးစိတ်ချမ်းသာကုကျမ်းပါကြပါစေအဲ့တော့ကုလူတဲ့လူရင်ဆန္ဒတွေအားလုံးလည်းပြည့်ဝကြပါစေပေါ့နော်ကျင်းကျင်းမာမာလည်းရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ရီတင်မှာတွေ့ကြပါမယ်တတား